အားလုံးပဲမင်္ဂလာပါညကောင်းဆက်သတင်းချိုင်းမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လျက်တော့ VOA RF သတင်းဌာနတွေပိတ်ခရမှုနဲ့ဆက်ဆက်ပြီးမြန်မာတွေသိရှိစေရန်တင်ပြလာတဲ့ကိုငိမ့်ချဲအောင်ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာကိုငိမ့်ချောင်းကအဲ့ဒီ channel ပတ်သက်ပြီးဘာတွေဘယ်လိုပြောဆိုတင်ပြနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ အမေရိကန်သမရထရန်နေပြီးတော့လှုပ်ချင်တာတွေလှုပ်တယ်ပြောချင်တာတွေပြောတယ်ဒီလိုတွေဖြစ်နေတဲ့ချိန်မှာသမပြည်မှာဆိုလို့ရှိရင်မီဒီယာတွေပေါ့ပြတ်တောက်သွားပြီမီဒီယာတွေပြတ်တောက်သွားတယ်ဆိုတာလူတွေရဲ့အသိဉာဏ်တွေဗဟုသုတတွေနော်တည်တင်တည်လိုက်တဲ့ကိစ္စတွေဗဟုသုတတွေအကုန်လုံးကိုထတ်တောက်လိုက်တဲ့ကိစ္စပဲနောက်တစ်ချက်ကတော့ဗမာပြည်သူလူထုရဲ့စောက်ဝင်နေရေးတွေကာကွယ်ဆေးကိစ္စတွေနော်ခင်ဗျားတို့ဗမာပြည်သူတွေကအများစုက ဒီမီဒီယာတွေပြတ်တောက်သွားတဲ့အတွက်စိတ်မကောင်းတကယ်ဖြစ်တာသတင်းဌာနတွေရဲ့အပြစ်မဟုတ်ဘူးမီဒီယာတွေရဲ့အပြစ်မဟုတ်ဘူးအထူးကကသတင်းဌာနတွေမီဒီယာတွေမှာလုတ်တဲ့လူတွေရဲ့ပြဿနာလူပုဂ္ဂိုလ်ရဲ့ပြဿနာကိုခင်ဗျားတို့ကမီဒီယာနဲ့လူပုဂ္ဂိုလ်နဲ့မခွဲခြားဘဲနဲ့ BOA မကောင်းဘူး BBC မကောင်းဘူးဆိုပြီးပြောနေတဲ့ကိစ္စမျိုးတွေဥပမာ BOA မှာဆိုလို့ရှိလို့ရှိရင်တန်းလွင်ထုံးခက်ကတန်းလွင်ထုံးခက်ကပြဿနာတွေတက်တယ်အခုတန်းလွင်ထုံးပြုတ်သွားပြီ BOA သူ့အတူပုံမှန်ဆက်သွားနေတဲ့အချိန်မှာလည်းခင်ဗျားတို့က တန်းလွင်ထုံးပြောတဲ့ကိစ္စကိုလိုက်ယုံနေ Riot တေလာညီလေးရဲ့တတိယဗမာပြည်သူတွေရဲ့ပြဿနာအဲ့ဒါဗျဗမာပြည်သူလူထုရဲ့ပြဿနာကအဲ့ဒါဥပမာ82နှစ်ကြီးစောင့်မျိုးရအောင်တင်ရပြောတယ်ဆိုပြီးတော့ဒေါ်အောင်ဆန်းစုကြည်နမ်းမဲ့တုံးပြီးတော့မျိုးရအောင်တင်ရပြောတယ်ဒါပေမဲ့ပြည်သူလူထုကဒီမျိုးရအောင်တင်ကိုဘာဖြစ်လို့ NLD ကထုတ်ရတယ်လဲမျိုးရအောင်တင်က NLD ကဘာကြောင့်ပြုတ်ရတယ်လဲဆိုတဲ့ကိစ္စကိုမစင်စားဘဲနဲ့မျိုးရအောင်တင်ကဒေါ်အောင်ဆန်းစုကြည်နမ်းမဲ့တုံးပြီးဟေးဆိုရင်လူတွေကလိုက်ယုံ အခုလဲ VOA ကိစ္စ Trump နေပြီးတော့ပတ်စံဖြတ်တာတောက်တာကိစ္စကတကဏ္ဍတန်းလွင်ထွန်းလို့ကောင် BBC ရဲ့နော်ဌာနမှုဆိုတဲ့တန်းလွင်ထွန်းဆိုတဲ့ကောင်စစ်တပ်ကိုသတင်းပေးလို့လို့နော်ဒီမိမကိစ္စတွေရှုပ်လို့ဆိုပြီးတော့အဖြုတ်ခံရတဲ့ကောင်အကျင့်မကောင်းတဲ့ကောင်တန်းလွင်ထွန်းရှိလို့ရှိရင် VOA ကိုအင်တာမဖြူဘူးလူ့အခွင့်အရေးဌာနတွေကပါဟိုလူနဲ့မဆက်ဆံဘူးလို့ဖြစ်တဲ့အချိန်မှာတန်းလွင်ထွန်းဆိုတဲ့ကောင်ပြောတဲ့နောက်ကိုခမားတို့တွေကဆက်ပြီးတော့လိုက်နေတယ်အဲ့ဒါအဲ့ဒီပြဿနာတွေကဗမာပြည်ရဲ့ပြဿနာ ်မြို့ရနောင်သိန်းကို NLD ကထုတ်ထားတယ်မြို့ရနောင်သိန်းကိုဒေါ်အောင်ဆန်းစုကြည်ကမကြည့်ချင်ဘူးသို့တော့ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ခန်းနေတဲ့သူတွေကမြို့ရနောင်သိန်းပြောတဲ့82နာရီကိုဆက်ယုံနေတယ်အဲ့ဒါကျွန်တော်တက်တယ်မရှိဘဲနဲ့ပြောတာမဟုတ်ဘူးအခုလေ VOA ကနေပြီးတော့ VOA ကနေပြီးတော့တန်းလွင်ထွန်းကိုအကျင့်မကောင်းလို့ဖြုတ်လိုက်တဲ့ကိစ္စမှာတန်းလွင်ထွန်းက VOA ပြုတ်တဲ့ကိစ္စပြတ်တဲ့ကိစ္စပျော်ပြီးတော့ပြောနေတဲ့နောက်မှာခင်ဗျားတို့ကဆက်ပြီးတော့လိုက်နေတယ်ဆိုတော့ ခင်ဗျားတို့ဗမာနိုင်ငံသားတွေနိုင်ငံရေးရေချိန်မြင့်နေဆိုတဲ့ကိစ္စကိုကျွန်တော်ကဘလို့ယုံလို့ယုံမှန်းမသိဘူးဖြစ်ကုန်တာဗမာလူမျိုးတွေဗမာနိုင်ငံသားတွေနော်နိုင်ငံရေးရေချိန်မြင့်နေဆိုတဲ့ကိစ္စကိုနားမလည်ဘူးဖြစ်နေ VOE ရဲ့ကောင်းကျိုးတွေဆိုးကျိုးတွေခဏတစ်ခုခဏထားမနှင်းစီရဲ့တတိယ VOE ကောင်းတာမကောင်းတာခဏထားဦးကျော်စံသာရဲ့နိုင်ငံတကာရေးရဆိုတဲ့ကိစ္စရှိတယ်ခင်ဗျားတို့ဗမာပြည်မှာရှိနေတဲ့သူတွေကဗမာပြည်မှာနေနေတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံ ခမရတို့နိုင်ငံတကာမီဒီယာပေါင်းစုံကနိုင်ငံတကာကထုတ်တဲ့သတင်းစာတွေအကုန်လုံးကိုခမရတို့လိုက်ရှာပြီးတော့ဖတ်နိုင်မလားနိုင်ငံတကာကထုတ်တဲ့သတင်းစာတွေနိုင်ငံတကာကထုတ်တဲ့ editor အာပေါ်တွေနိုင်ငံတကာကပညာရှင်တွေပြောတဲ့အပြောတွေကိုခမရတို့တွေအကုန်လုံးတရက်ထဲမှာအကုန်လိုက်ပြီးတော့ဖတ်နိုင်မလားရှာနိုင်မလားဦးကျော်စံသာနဲ့နော် BOE ကသတင်းသမားတွေကရှားဖွေဖတ်ပြီးတော့အင်္ဂလိပ်လိုကနေဗမာလိုပြန်ပေးတဲ့အခါကျတော့သူများဦးနောက်ကိုခင်ဗျားတို့ဖောက်စားရတဲ့အနေအထားမျိုးရတယ် အဲ့ဒါနိုင်ငံရေးသမားတွေလည်းရတယ်ပြည်သူတွေလည်းရတယ်အခုအဲ့ဒီအခွင့်အရေးခင်ဗျားတို့ပျောက်သွားပြီအဲ့ဒီအခွင့်အရေးခင်ဗျားတို့ပြတ်သွားပြီဒီလောက်ကလေးတော်မှကိုယ့်ရဲ့အကျိုးစီးပွားကိုယ့်ရဲ့ကိုကြိုးအတွက်ကိုတော်မှမငယ်ပဲနဲ့ BOA ပြတ်သွားတာပျော်တယ်အာရဗေပြတ်သွားတာပျော်တယ်ဆိုတဲ့လူတွေကိုကျွန်တော်အခုချိန်မှာစဉ်းစားလို့ကိုမရတာ ကျွန်တော် VOA သတင်းဌာနကြီးကိုကျွန်တော်အပြင်ပြောသတင်းဌာနမှာလုပ်နေတဲ့တန်းလွင်ထွန်းဆိုတဲ့ကောင်ကတော့စောက်ကျင်မကောင်းဘူးဟေးကျွန်တော်ပြောတယ်ကျွန်တော်လူပုဂ္ဂိုလ်ချင်းကိုကျွန်တော်ကင်ပြောတယ် VOA သတင်းဌာနကတော့လုပ်နေတယ်တန်းလွင်ထွန်းဆိုတဲ့ကောင်ကတော့စောက်ကျင်မကောင်းဘူးဒီကောင်က88မှာ ABS ရဲ့တီချောင်းမယ်ပြောပြီးတော့ကိုကျိုးရှာပြီးသူ့အဆူနိုင်ငံသားကိုထွက်သွားတယ်သူ့တငယ်ချင်းဝင်းမိုးဆိုတဲ့ကောင်လည်းပါတယ်ဆိုပြီးကျွန်တော်အဲ့လိုမျိုးပြောတယ်ခမားတို့တွေကသမိုင်းနေလဲတည်တာမဟုတ်ဘူးသင်္ချာတွေလဲတွက်တာမဟုတ်ဘူးတင့်နဲ့တစ်ပေါင်းရင်တစ်ပဲထင်းနေတာတင့်နဲ့တစ်ပေါင်းလို့ရှိရင်တစ်ပဲဖြစ်တဲ့ ပု္ပ္ပာတွေအဖြေတွေကအများကြီးပဲခင်ဗျားတို့ကပြောတဲ့နောက်မှာလှုပ်တဲ့နောက်မှာလိုက်ပြီးတော့နောက်ဆုံးကုန်ကုန်ပြောလို့ရှိရင်ဒီကျွန်တော်တို့နိုင်ငံရေးရေးချိန်မြင့်တာတွေနိုင်ငံရေးရေးချိန်မမြင့်တာတွေအပြင်မှာငါတို့အတွက်ဘာရမလဲခင်ဗျားတို့အဲ့ဒါလေးတော့မှခင်ဗျားတို့မသိတယ်လို့ငါတို့အတွက်ဘလောက်ဆုံးရှုံးသွားလဲဆိုတဲ့ဟာတော့မှမသိတဲ့ကိစ္စတွေနောက်တစ်ချက်ကခင်ဗျားတို့ကိုပြောမယ်အခု VOA တို့ နော် VOA ရဲ့ RFA ရဲ့ပေါ့အမေရိကန်သတင်းဌာနကြီးနှစ်ခုပျောက်သွားတယ်ပြောနေတယ်ခင်ဗျားတို့ကိုကျွန်တော်ထပ်ရှင်းပြအောင်မယ်ဗမာပြည်ကလူတွေတောင်မှဗမာပြည်ကနေထွက်သွားရရင်တော်ပြီငါတို့အမေရိကန်ကိုသွားဖို့တိန့်တရာပဲပေးရပေးရတိန့်နေရပဲပေးရပေးရပွဲစားတွေနဲ့ပါလုပ်ပြီးအမေရိကန်ကိုသွားနေတာအမေရိကန်မှာရှိနေတဲ့ဒီသတင်းဌာနကပြုတ်သွားတဲ့လူပဲဖြစ်ဖြစ်မပြုတ်သွားတဲ့လူပဲဖြစ်ဖြစ်သူတို့ကအမေရိကန်မှာလက်ရှိနေနေတာအန်တီဒေါ်ဆန်းဆန်းတင်ပြောတဲ့စကားကျွန်တော်အရင်သဘောကျတယ်အန်တီတို့ကတော့သိတယ်မလားအမေရိကန်မှာဆူရှိလိတ်စားလဲရတယ် ကတော့ဗါးနောက်ဆုံးအမေရိကမှာပလင်းတုံကောက်ရောင်းစားရရတယ်ခမတို့စားဝတ်နေရေးကိစ္စအတွက်ဒီလူတွေဘဝပြတ်ပါပြီတို့ဒီလူတွေဒုက္ခရောက်ပါပြီတို့ဆိုပြီးပွားပြီးတော့မစင်စားနဲ့အမေရိကမှာနေနေတဲ့လူတွေသူတို့မှာလုံသက်တွေရှိတယ်သူတို့မှာမိတ်ဆွေပေါင်းစင်းတွေရှိတယ်သူတို့မှာတငယ်ချင်းတွေရှိတယ်သူတို့ကြိုက်တယ်လို့ယက်တီလို့ရတယ်ဒီတော့တခါတခါကျတော့ဗမာပြည်သူတွေကငါတို့ဥနောက်နော်ငါတို့ဥနောက်ဘလောက်ဟိုဘလို့ပြောမလဲငါတို့ဥနောက်ကိုစစ်တပ်ကကောင်းနေမထိန်ကျင့်တော့မယ်ငါတို့ဥနောက်ကိုလူရုပ်မာတွေမထိန်ကျင့်တော့မယ် ဒီလိုအတွဲခေါ်မျိုးတော့မရှိပဲနဲ့ဒီသတင်းဌာနတွေအပိတ်ပင်ခံလိုက်ရတာသတင်းဌာနတွေပျက်စီးသွားတဲ့ဟာတွေကိုခင်ဗျားတို့တွေပြောနေတာကိုကျွန်တော်စဉ်းစားလို့မရကျွန်တော်တွေးတော့လို့မရကျွန်တော်ခံစားလို့မရခင်ဗျားတို့တွေပြောနေတယ် AR ကကိုအောင်စောကဟိုဘယ်လိုပြောမလဲဟိုတအားချမ်းသာနေပြီအာကို AR ကကိုအောင်စောတော့လိန်စားနေတယ်လှုပ်စားနေတယ် तू လိန်မစားခင်လှုပ်မစားခင်မှာ तू လဲစင်းရဲ့ဘဝပြတ်ပြီးတော့နေရတယ် तू လိန်စားတာညာစားတာထက် ခမားတို့ပြည်သူတွေဘလောက်အတွေးခေါ်ရတယ်လဲခမားတို့ပြည်သူတွေဘလောက်မျက်လုံးပွင့်တယ်လဲအဲ့ဒီကိစ္စကိုလည်းတည်တည်ချာချာပြန်ပြီးတော့စဉ်းစားဖို့လိုတယ်အမျိုးစီမားကတော့ကိုစိုးမြစ်ကတော့ဘလောက်ခိုးတယ်ဟေ့ DPP ကတော့ဘလောက်ခိုးတယ်ဟေ့ခိုးတဲ့ကိစ္စကိုခိုးသလိုအရေးယူနိုင်ဖို့ကအဲ့ဒါပြည်သူလူထုရဲ့အင်အားအစိုးရကောင်းဖို့လိုတယ်စစ်တပ်ကကောင်တွေလည်းခိုးနေတာပဲမရောက်နိုင်တမိသားလုံးခိုးနေတယ်ခမားအရေးယူလို့မရဘူးမရောက်နိုင်ကြတော့ကြောက်လန့်ပြီးတော့ခမားဘာမှမပြောရဲဘူး မအားလာတော့မှခမမခေါ်ရဲဘူးတခါတခါကျတော့ခမတို့တွေနော်ကျွန်တော်ဗမာပြည်လူတွေကျွန်တော်စဉ်းစားလို့မရတဲ့ကိစ္စတွေကိုကျွန်တော်တကယ်ကိုဗမာလူမျိုးတွေကိုကျွန်တော်တကယ်စဉ်းစားလို့မရတာဥပမာလို့ကျွန်တော်တို့ဖင်လန်နိုင်ငံမှာနေတဲ့လူတွေရှိတယ်ဖင်လန်နိုင်ငံမှာနေတဲ့လူတွေရှိတယ်ဖင်လန်နိုင်ငံဆိုတာဒီဘယ်လိုပြောမလဲအီတလီလို့စပိန်လို့လို့မဟုတ်ဘူး ဖင်လန်နိုင်ငံဆိုတာအီတလီတို့စပိန်တို့လိုဒုက္ခတွေတွေဝင်လိုက်ထွက်လိုက်ပင်လယ်ကြီးကိုကျော်ဟိုသမုဒ္ဒရာကြီးကိုကျော်ဖြတ်လာပြီးလို့ရှိရင်ဝင်လို့ပြုလို့ရတဲ့နိုင်ငံမဟုတ်ဘူးသို့တော့ဖင်လန်နိုင်ငံကလူတွေတောင်မှစိုးရိမ်နေတယ်ဘာစိုးရိမ်နေလဲဆိုတော့အကယ်၍များတမရထရန်ကအမေရိကန်ကဥရောပဟိုအာဖရိကနိုင်ငံတွေကိုအထောက်ပံ့နေမပေးတော့ဘူးအကူအညီတွေမပေးတော့ဘူးဆိုရင်လူတွေကသူတို့ရှင်သန်ရပ်တည်ဖို့အတွက်နော်သူတို့ထွက်ပြေးလာမယ် နိုင်ငံတွေကြော်ဖြတ်လာမယ်ထွက်ပြေးလာမယ်ဟိတ်ဆိုလို့ရှိရင်ဒုက္ခတဲ့အရေးဟာစီးရီးယားထက်တောင်မှပို့ပြီးတော့လာမယ်နောက်တစ်နှစ်နှစ်နှစ်သုံးနှစ်ကြာလို့ရှိရင်ပို့ပြီးတော့များလာနိုင်တယ်အနိဋ္ဌာယုံတည်နေကပို့ပြီးတော့ကြားလာနိုင်တဲ့ဆိုတဲ့ဟာကိုဖိလန်နိုင်ငံမှာရှိတဲ့ပြည်သူတွေကတွေးတယ်ပြဿနာကဘာလဲဆိုတော့ဗမာပြည်ဗမာနိုင်ငံသားအများစုကတော့တိုင်းရင်းသားပေါင်းစုံလည်းပါတယ်ဘာသာပေါင်းစုံလည်းပါတယ်ခမည်းတော်တွေက ဗမာပြည်ကငကိုတော့အလုံးနေချင်းစရာကောင်းတယ်ဗမာလူမျိုးတွေကဖော်ရွေတယ်ဆိုတဲ့ကိစ္စတဲ့ခမရတို့တွေကတယောက်နဲ့တယောက်မနာလိုတဲ့စိတ်ကအယံ့များနေပြီဗမာလူဗမာနိုင်ငံသားအများစုရဲ့ပြဿနာကကိုကျင်တရားတွေပြတ်သွားတယ်စိတ်ဓာတ်တွေပြတ်သွားတယ်မနာလိုမှုတွေပို့ပြီးတော့များလာပြီကျွန်တော်တို့ဆိုလို့ရှိလို့ရှိရင်ဟုတ်တယ်ဒီလူတွေကတည်င်းဌာနတော့လုပ်တယ်ပြည်သူတွေကိုမျက်လုံးဖွင့်ပေးတယ်ကောင်းကျိုးကိုလည်းပြောတယ်ဒီလူတွေကိုကြိုးရှာတဲ့ကိစ္စကိုလည်းပြောတယ်ဒီလူတွေသားအကဲ၍ပေါ့ဥပမာ ကိုအောင်စောကနေပြီးတော့သူ့လစာကြီးကိုမတန်မရတွေယူထားတယ်တကယ်လို့သူ့လစာကြီးကိုမတန်မတန်မရယူမထားဘဲနဲ့ဟိုဥစ္စာပေါ့တခြားသတင်းတောက်ကလေးတွေကိုခွဲဝေပြီးတော့ပေးရင်သတင်းတောက်၃လေးယောက်ထပ်ပြီးတော့ရမယ်အေးရလာတဲ့သတင်းတောက်တွေနဲ့ကျွန်တော်တို့ကအတွေးခေါ်တွေပို့ရမယ်ဒီလိုအတွေးခေါ်နဲ့ကိုအောင်စောကတော့လစာတွေအများကြီးယူထားတယ်ဟေးကိုအောင်စောကတော့လိမ့်နေဟေးကိုအောင်စောကတော့ကိုကျိုးရှာတယ်ဟေးဆိုပြီးကျွန်တော်ပြောရင်ပြောမယ်ကျွန်တော်ပြောလဲပြောတယ်တန်းလွင်ထုံးကတော့ဟေးစစ်တပ်ကဟိုကျွန်တော်တို့ ကျောင်းသားရဲဘော်တွေကသူ့ကိုယုံပြီးတော့တည်င်းပေးတယ်။သူကစစ်တပ်ကိုတည်င်းပေးတယ်ဟေ့ကျွန်တော်ပြောတယ်။အဲ့ဒါပြောခဲ့တဲ့ဟာကလွန်ခဲ့တဲ့အနှစ်20 30တည်းကကျွန်တော်တို့ဘဲကလော့မှာတွေ့တယ်ကကျွန်တော်တို့တိုင်ရင်မှုကိုနေမျိုးစစ်ကြောင်းတည်င်းနေမေးတယ်။စစ်ရဲတည်င်းနေမေးတယ်ကျွန်တော်တို့ကိုနေမျိုးကမခေါ်တဲ့အခါနေမျိုးပျောက်ပြီးမင်းကဆောက်ယူဆိုပြီးတော့ကျွန်တော်တို့တိုင်ရင်မှုကိုဘာဒီကောင်စော်ကားသွားတယ်အဲ့ဒီကကျွန်တော်မကြိုက်တဲ့ကိစ္စအဲ့ဒါကိုယ်ဆက်6ခုနေတည်းကအဲ့ဒီကကျွန်တော်တို့ကကြိုက်လည်းမကြိုက်ဘူးလိုက်လည်းမလိုက်ဘူးဒီဒီလိုမျိုးတွေပေါ့ဗမာနိုင်ငံသားအများစုရဲ့ပြဿနာကတစ်တစ်ချက်က မနာလိုစိတ်တွေအများများလာဒီဆေးရနာရှင်စနစ်ကဟိုဖျက်ဆီးသွားတဲ့အခါကျတော့လူတွေကပတ်စံရှိရင်တော်ပြီပတ်စံရှိလို့ရှိလို့ရှိရင်အကုန်လုံးလို့ရတယ်ပတ်စံရှိလို့ရှိရင်ငါတို့မှလှုပ်ချင်တာလှုပ်လို့ရမယ်ဆိုတဲ့ဂုံတိတ်ခါတွေပါတယ်ဆိုတဲ့ကိစ္စကိုဘာမှနိုင်ငံသားအများစုရဲ့စိတ်ထဲမှာမရှိတော့ဘူးဒီတချို့နိုင်ငံရေးသမားတွေတော်လှန်ရေးသမားတွေကဂုံတိတ်ခါကိုအရန်တန်ဖို့ထားတယ်ဒီတော့ဂုံတိတ်ခါကိုတန်ဖို့ထားတဲ့လူတွေမှာကလည်းငွေရေးကြေးရေးကအကုန်လုံးကချုပ်တယ်လားဘာဖြစ်လို့လဲဆိုတော့ခင်ဗျားကိုချင်းစာတရားထားကြည့် 他们家高进山的压力大着呢，他们在家在一年三年了。现在美术的业务的高老板，我表弟，他们家开北路线，他们家嘛阿婆先说了，不让我去嘛好不？他说哥哥，我表来没？在那楼楼里了。阿在听哦，在那哦。你偷我养的，动两下嘛呀、啊？阿、啊、在听下来，那在那空调的给少多了、啊啊、嘛？在那我在听他偷我养，动两下嘞，好嘛？在那嘛，国美的是不一样的，国美术的有工艺的。 ကိုယ်ဆွေမျိုးသားရင်းတွေကိုကူညီရတယ်ဆိုလို့ရှိရင်တခါတခါကြောက်လို့ရှိရင်လက်စာထုတ်ပြီးတာနဲ့အကျွေးပါပြန်တင်နေတယ်ကိုပေးတာမပေးတာကိုပြောတာမဟုတ်ဘူးနော်ကိုပေးတာမပေးတာကကိုယ့်ကိစ္စခမည်းမပေးလို့လည်းခမည်းအပြစ်မဟုတ်ဘူးသို့တော့ဗမာလူမျိုးဗမာနိုင်ငံသားအများစုဖြစ်နေတဲ့ကိစ္စကငွေရေးချေးရေးနောက်တွေကိုပဲလိုက်ပြီးတော့ကိုကျင်တရားတွေကိုလည်းတန်ဖို့မထားတော့ဘူးသူများကအစဉ်ပြေးလာပြီးဟဲ့ဆိုလဲမနာလိုစိတ်တွေများလာတယ်အဲ့ဒါခမည်းတို့လူအတိုင်းဝိုင်းထဲမှာဖြစ်လေဖြစ်တာရှိတယ်ဆိုတဲ့ဆိုတယ်ဆိုပေမဲ့ဒီတည်င်းကိစ္စတွေကြတော့တိတ်အရေးကြီးတယ် 奥巴马、B O A 嘛，ibly, 说罗西罗西，英格兰啥定哪货？嘛，詹姆斯嘛，奥巴马，然后他们也也不要了。然后英格兰有，然后他妈六千人六六亿嘞。然后然后招啥啦？嘛招啥啦？然后开始，然后英格兰啥定义？他妈然后再多六千六亿，他妈比啊比都六六亿。英格兰啥定义？那六六亿啊，好富。人家那时候来搞你来搞你啊，好富。都退休了，那老没？英格兰啥是搞农业？这农业多爱闹嘛？都这个养家糊口。 ဟလိုလေးဟောင်းအာယူလေးတစ်ခုတက်ရင်တော့မှဗမာပြည်သူလူထုအတွက်တောနေတောင်ကြီးမှာရှိတဲ့ဒီဟိုဘယ်လိုပြောမလဲကျစ်လက်ဒေတာကတိုင်းရင်းသားတွေအတွက်ကအယံတန်ဖို့ရှိတာနောက်တစ်ချက်ကခင်ဗျားတို့ဗမာလူမျိုးတွေနော်ကျွန်တော်ထပ်ပြီးတော့ပြောချင်တာခင်ဗျားတို့ဗမာလူမျိုးတွေသိလားဗမာစကားပြောတဲ့လူတွေဗမာလူမျိုးတွေဒီ VOE တို့အာရဗီတို့ပြတ်သွားတာခင်ဗျားတို့ဗမာလူမျိုးတွေရဲ့ဘဝကိုတစ်စိတ်တစ်ပိုင်းပြတ်စီးသွားတာ ਨੇ အတူတူပဲ ဘာဖြစ်လို့လဲဆိုတော့ VOA RFA RFA ဆိုလို့ရှိရင်တိုင်းရင်းသားအစီအစဉ်လေးတစ်ခုနှစ်ခုပါသေးတယ်ပေါ့ VOA တို့ RFA တို့ဆိုတာဗမာဗမာစကားနဲ့လွှင့်နေတာဒီဗမာစကားနဲ့လွှင့်နေတဲ့ဟာကိုတနိုင်ငံလုံးကနားထောင်နေတာဒီ VOA တွေ RFA တွေနားထောင်နေတဲ့အတွက်ဗမာစကားလုံးဗမာဘာသာစကားကပို့ပို့ပြီးတော့ဟိုဘယ်လိုပြောမလဲဆိုတော့ဖြန့်ကျက်နိုင်တာတကယ်လို့သာခင်ဗျားတို့ VOA တို့ RFA တို့မရှိလို့ရှိရင်တိုင်းရင်းသားတွေเนาะဗမာစကားမပြောတဲ့သူတွေကလည်းဒီဟာကိုမလုပ်လို့ရှိရင်ခင်ဗျားတို့ဗမာဘာသာစကားပါယော့ယော့သွားမှာ ဲ့တော့တခါတခါကျရင်88မျိုးဆက်တို့66မျိုးဆက်တို့ဗမာနိုင်ငံရေးသမားတို့ခင်ဗျားတို့လူပုဂ္ဂိုလ်တွေကိုမတည်တိုင်းထပ်ပြောမယ်နော်ခင်ဗျားတို့လူပုဂ္ဂိုလ်တွေကိုမတည်တိုင်းလူပုဂ္ဂိုလ်တွေနဲ့ခင်ဗျားတို့အဆင်မပြေတိုင်းဒီသတင်းဌာနကြီးတွေပြတ်သွားတဲ့ကိစ္စကိုပြောမနေနဲ့ခင်ဗျားတို့လူပုဂ္ဂိုလ်တွေမတည်တိုင်းပုဂ္ဂိုလ်ရေးမတည်တိုင်းနော်တယောက်နဲ့တယောက်မနာလိုမှုတွေဖြစ်နေတိုင်းအပြိုင်ဆိုင်တွေဖြစ်နေတိုင်းမပြောနဲ့ခင်ဗျားတို့ဗမာဘာသာစကားပါ 你在电台那里看不西流乌嘛，P P C 吧不西流乌，在电台那里不西流乌，看哪路宝马霸道是假货，标路线大道那里是假的，标的是路线。你宝马霸道是假吧？看哪路车要多嘛，啊，狗肉嘛，宝马是假，做没标线的，答应哪里，便宜些的嘞。看哪路宝马的标路线路线，你 V O A 阿达飞走了，看哪路宝马的，有阿达的，宝马的，多一个的，人家就骗你了，V O A 在电台那里。 အာရဗီသတင်းဌာနအမေရိကန်ပြည်သူတွေရဲ့ပတ်စံနဲ့ပဲဖြစ်ဖြစ်ဘယ်သူပတ်စံကတကမ္ဘာလုံးကပတ်စံနေနဲ့ပဲဖြစ်ဖြစ်ဖြစ်နေပါစေဒီမိုကရေစီအကြောင်းပြောတာတို့ဗမာလူမျိုးစုအများလိုချင်တဲ့အာဘော်တွေကိုဖျက်နေတာအာရဗီ BOA အဲ့ဒါခင်ဗျားတို့အတိုက်ခံမှာဆုံးရှုံးတာမဟုတ်ဘူးစစ်တပ်ကကောင်တွေလည်းဆုံးရှုံးတာခင်ဗျားတို့ဗမာလူမျိုးစုကြီးဆုံးရှုံးတဲ့ကိစ္စဒါမျိုးတွေကိုခင်ဗျားတို့စဉ်းစားမိလားတွဲခေါ်မိလားကျွန်တော်လည်းစဉ်းစားလို့မရဘူးခင်ဗျားတို့ကပျော်နေတာ online ပေါ်မှာကြည့်လို့ရှိရင်အာ VOA ရကောင်တွေဘဝပြတ်မယ်အာထပ်ကျွန်တော်ပြောရတဲ့ VOA ရကောင်တွေလည်းဘဝမပြတ်ဘူးအာထပ်ရကောင်တွေလည်းဘဝမပြတ်ဘူး တကယ်တကယ်အခက်အခဲဖြစ်သွားလို့ရှိရင်ပြည်တွင်းကနေပြီးတော့သက်စွန်ဆန်ပြားကြိုးပမ်းနေကြရတယ်တကယ်ပြည်တွင်းပြည်သူတွေကြားထဲကသတင်းတောက်တွေမှာအခက်အခဲတွေဖြစ်သွားနိုင်တယ်တကယ်တကယ်အခက်အခဲတွေဒုက္ခတွေရောက်မှာပြည်တွင်းကလူတွေပဲဒုက္ခတွေရောက်မှာပြည်တွင်းကလူတွေပဲအခက်အခဲတွေဖြစ်မှာဒီချိန်မှာကျွန်တော်စဉ်းစားလို့မရတာ88ခေါင်းဆောင်လို့ပြောတဲ့လူတွေကလည်းပြောနေတယ် လူတိုင်းကိုဆိုလိုတာမဟုတ်ဘူးနော်88ကောင်းဆောင်တော်လိုင်းရဲသမားကြီးလို့ပြောတဲ့လူတွေကလည်းအာထက်ဖေပြတ်တာ VOE ပြတ်တာကိုပြောတဲ့လူကပြောနေတယ်တန်းလွှဲထုံးတဲ့အပေါင်းပါလေဟာကျွန်တော်တခါတခါကြားလို့ရှိရင်ဒီလူအတိုင်းဝိုင်းကြီးကိုဘာပြောလို့ပြောရမှန်းမသိဘူးဒီလူအတိုင်းဝိုင်းကြီးကိုဘလို့နားလဲပေးချင်လို့ပေးလို့ရမှန်းမသိဘူးဒီလူအတိုင်းဝိုင်းကြီးကိုဘလို့နားလဲလို့ဥပမာကျွန်တော်ပြောတာဒေါက်တာအောင်ခင်ရဲ့ပေါ့နော်မြန်မာဒီမိုကရေစီအရေးတို့ပါတို့အဲ့ဒီဟာတွေကနားထောင်တဲ့လူတွေမှာအကျိုးရှိတယ်အကျိုးမရှိဘူးထားအောင်ဒေါက်တာအောင်ခင်ပြောနေတာဘာမှလို့ပြောနေတာ ေါက်တာအောင်ခင်းရဲ့အယူအဆတွေဒါလူပုဂ္ဂိုလ်ရဲ့တယောက်တည်းအယူအဆမလို့ခင်ဗျားတို့နားမထောင်ရင်ဦးနားထောင်ရင်လည်းအဲ့ဒီကိစ္စဘေးမှဖယ်ထားလိုက်အောင်ဗမာအတုံးလုံးတွေဗမာစကဲလုံးတွေဒီဟာတွေပြတ်သွားမှာခင်ဗျားတို့ဒီဗမာပြောရင်ခင်ဗျားတို့လူမျိုးကြီးဝါဒပြက်စီးသွားတာတွေမဟုတ်ဘူးဗမာစကားတွေပါအကုန်လုံးခင်ဗျားတို့အင်အားတွေညော့သွားမယ်ဆိုတဲ့ကိစ္စမျိုးတွေခင်ဗျားတို့စဉ်းစားမိတာအစတော့ကပြောသလိုပေါ့ဥကျော်စန္တာအကုန်လုံးမှာခင်ဗျားတို့ထင်နေတယ်အာဥကျော်စန္တာ15မိနစ်ပြောပြီးတော့နတ်စာယူနေတာမဟုတ်ဘူးသူဒီ program လေးဖြစ်ဖို့အတွက် တကဘာလုံးမှာရှိနေတဲ့အင်္ဂလန်ကလည်း Guardian လို့သတင်းစာတွေဖတ်အမေရိကဆိုလည်း CNN လို့ဖတ် Asia Times တွေဖတ် NHK တွေဖတ်အကုန်လုံးသတင်းဌာနတွေအကုန်ဖတ်ပြီးတော့မှနော်အကုန်လုံးဖတ်ပြီးတော့မှဥကြော်စံသားကနေပြီးတော့ကောက်နှုတ်ချက်ကလေးတွေလုပ်တယ်အဲ့ကောက်နှုတ်ချက်ထဲမှာခမရကြရင်ယူပေါ့ခမရမကြရင်မယူနဲ့ပေါ့ခမရတက်တက်လုံးဖတ်ရမယ့်ဟာကို तू က15မိနစ်လောက်နဲ့9မိနစ်လောက်နဲ့ခမရကိုရှင်းပြပေးတာဘယ်လောက်ကျေးဇူးတင်မှုကောင်းလဲ ဥကျော်သန္တာကောင်းတယ်မကောင်းဘူးကျွန်တော်ပြောနေတာမဟုတ်ဘူးเนาะဥကျော်သန္တာကောင်းတယ်မကောင်းဘူးเนาะဥကျော်သန္တာចောင်းဆရာဟောင်းဖြစ်တယ်မဖြစ်ဘူးအဲ့ဒီကိစ္စတွေပြောနေတာမဟုတ်ဘူးသူပေးတဲ့ဟာကဘာလဲငါနိုင်ငံတကာကတော့ဟေးဗမာတွေကိုဒီလိုမြင်နေတယ်ဟောနိုင်ငံတကာကတော့ဟေးဗမာနိုင်ငံကြီးကိုဒီလိုမြင်နေတယ်အဲ့ဒီအချိန်မှာသူ့ရဲ့အာဘော်တွေသူ့ရဲ့သုံးသက်ချက်တွေဖက်ထားတဲ့ဟာကိုခင်ဗျားမကြိုက်ရင်ဖယ်လိုက်ပေါ့အနိုင်ငံကြီးကတော့ဒါပြောတယ်အဲ့ဒါလေးသိဖို့အတွက်ခင်ဗျားကခင်ဗျားဆိုခင်ဗျားဘယ်လိုလိုက်ဖတ်နိုင်မလဲကျွန်တော်လည်းမဖတ်နိုင်ဘူး အများတို့ကကိုကအလက်ခါရရင်ဗမာဗမာနိုင်ငံသားအများစုကအလက်ခါရရင်တန်ဖိုးထားတာမှမသိဗမာနိုင်ငံသားအများစုကအလက်ခါရရင်တန်ဖိုးထားတာမှမသိဒီစာအရက်ခအာရခရဲ့တတိယခင်ဗျားတို့အခုပြောခြင်းနဲ့အာဒီမှာအခုရခိုင်တိုင်းရင်းသားတွေเนาะအာရခတွေအကုန်လုံးပြောနေတယ်ခင်ဗျားတို့တကယ်တကယ်ရိုဟင်ဂျာကိစ္စတွေပြောတော့ကျွန်တော် ရခိုင်တိုင်းရင်းသားတွေကျွန်တော်အများအမ်းပြောတယ်ဒီရိုဟင်ဂျာတကယ်ဟိုဘယ်လိုပြောမလဲအောက်ခြေမှာရှိနေတယ်ခမားတို့ ਨੇ အတူတူလဲအတူတူဆင်းလုခဲ့တဲ့လူတွေခမားတို့ ਨੇ အတူတူငားရှာခဲ့တဲ့လူတွေဒီလိုလူတွေကိုခမားတို့တနာပါလှုပ်ရှားတဲ့လူကလှုပ်ရှားတာအဲ့လှုပ်ရှားတဲ့လူတွေကြောင့်အခုကမ္ဘာနိုင်ငံကြီး ਨੇ ပြောတဲ့ဟေးဆိုလို့ရှိရင်ရိုဟင်ဂျာပြည်သူတွေဟာအလိုလိုနေနေကိုယ်သေမိတ်ပေါ့ကိုယ်သေမိတ်ကိုကိုဟာကိုကင်ထားရတယ်လို့ဖြစ်နေရိုဟင်ဂျာတကယ်ရိုဟင်ဂျာပြည်သူတွေတကယ်ရိုဟင်ဂျာအောက်ခြေလူတန်းသားတွေဟာကိုယ်သေမိတ်ကိုကိုယ်ကင်ထားရတယ်လို့ဖြစ်နေဘာဖြစ်လို့လဲ ဒီရိုဟင်ဂျာအတီဖစ်လို့ကိုကိုကိုခေါင်းဆောင်လို့ပြောတဲ့သူတွေရိုဟင်ဂျာတွေကိုတနာပါတယ်ပြောတဲ့ဗမာပြည်တွေကအပိုင်းနေဒီလိုလူတွေကနေပြီးတော့ဟာတော်ကြကြရင်အာစာကိုအားပေးလိုက်တော်ကြကြရင် RSO ကိုအားပေးလိုက်တော်ကြကြရင် AIA ကိုအားပေးလိုက်ဒီလိုမျိုးတွေလုပ်တဲ့ကိစ္စကဘာတွေဖြစ်လာလဲဆိုတော့ RSO တို့အာစာတို့နော် AIA တို့ဆိုတာလက်နက်ကင်အဖွဲ့အစည်းတွေဒီလိုလက်နက်ကင်အဖွဲ့အစည်းတွေ ਨੇ ဒီရိုဟင်ဂျာပြည်သူတွေ ਨੇ ကိုရောထွေးထားလိုက်တဲ့အခါမှာ ဘသူကယုံကြည်တော့မလဲဒီလူကအာစာအဖွဲ့ဝင်ဟုတ်တယ်မဟုတ်ဘူးဆိုတဲ့ဟာကိုဘလို့ခွဲကြမလဲဒီလူတွေကျွန်တော်ပြောတာရှင်းရှင်းလေးရနော်အခုဒုက္ခတဲ့စကမ်းမှာလူဦးရေတန်းရှိအဲ့တန်းဒုက္ခတဲ့စကမ်းရှိတဲ့အခါမှာအာရက်ဆိုလဲဝင်ရှုပ်ထားတယ် AIA လဲဝင်ရှုပ်ထားတယ်အာစာလဲဝင်ရှုပ်ထားတယ်ဒီလိုဝင်ရှုပ်ထားတဲ့လူတွေကြားထဲမှာငါကတော့အာစာမဟုတ်ဘူးငါကတော့ AIA မဟုတ်ဘူးငါကတော့အာရက်ဆိုမဟုတ်ဘူးဆိုတဲ့ဟာကိုနဖူးမှာစာတန်းထိုးထားတာမဟုတ်ဘူးကျွန်တော်ဒီအာစာအာရက်ဆို AIA မဟုတ်ပါဆိုပြီးနဖူးမှာစာတန်းထိုးထားတာမဟုတ်ဘူး ဒီခါကျတော့လက်နက်ကင်ဟုတ်တယ်မဟုတ်ဘူးဆိုတာမသိတဲ့အခါမှာတန်တရားတွေအမှားယွင်းတွေဖြစ်တဲ့အခါလက်နက်မရှိတဲ့လူကဆုံးရှုံးမှာပဲလက်နက်မရှိတဲ့လူကပေမှာပဲလက်နက်မရှိတဲ့လူကဒုက္ခရောက်မှာပဲဒီတော့ရိုဟင်ဂျာခေါင်းဆောင်လို့ပြောတဲ့သူတွေကဒီလိုအဖြစ်မျိုးတွေဖြစ်အောင်ကိုသူကဖန်တီးပလိုက်စစ်တပ်ကကောင်တွေကလည်းဖန်တီးလိုက်ဗမာစစ်တပ်ကကောင်တွေကလည်းရိုဟင်ဂျာသူတို့နဲ့ပေါင်းတဲ့ရိုဟင်ဂျာတွေနဲ့ပေါင်းပြီးတော့ဖန်တီးလိုက်ဒီနိုင်ငံရဲ့ချားမှရှိနေတဲ့ရိုဟင်ဂျာခေါင်းဆောင်လို့ပြောတဲ့သူတွေကလည်းအဲ့ဒီဟာကိုဖန်တီးလိုက်နောက်ရိုဟင်ဂျာတွေကိုကူညီပါတယ်ပြောတဲ့လူခွင့်ရေးသမားတွေရိုဟင်ဂျာတွေကို ဖြစ်ပါတယ်ပြောတဲ့ဒီအပိုင်းတွေပေါ့ကနေဒါအပိုင်းတို့အမေရိကအပိုင်းတို့ကလည်းအကုန်ရောလိုက်ဒီလိုရောလိုက်တဲ့အခါမှာလက်နက်ကင်တိုက်ပွဲတွေဖြစ်နေတဲ့အချိန်ဘယ်သူမှကတော့ပါရဲ့ဟိုဗမာပြည်ထဲပြန်လာတယ်ဆိုဖိမြောင်ချွတ်ပြီးပြန်လာကြတာမဟုတ်ဘူးနေဆက်တွေကြော်ဖြတ်ပြီးတော့လာကြတယ်ခိုးဝင်ပြီးတော့လာကြတယ်လူမသိအောင်လာကြတယ်အဝယ်စားတွေဝတ်ပြီးတော့လာကြတာဖင်ဖြောင်ဖင်ဖြောင်ဝတ်ပြီးတော့ကျွန်တော်တို့ကလက်နဲ့မပါပါဘူးဆိုပြီးလာကြတာမဟုတ်ဘူးဒီတော့လက်နဲ့ကရဲ့ဖွဲ့စည်းတွေကကြောက်လန့်နေရတယ်ဘာသာလည်းမတူဘူးလူမျိုးလည်းမတူဘူးအခြေအနေလည်းမတူဘူးစစ်ပွဲတွေကဖြစ်နေတယ်အဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်မှာအဆင်မပြေလို့ဗမာပြည်ကိုပြန်လာမယ်အာရက်ဆိုအာစာ AIA ဆိုပြီးတော့လက်နက်ကင်အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ရော့ထော့ရော့နှော့ထားတဲ့အခါမှာလူတွေအကုန်လုံးကတန်တရားတွေဖြစ်ကုန်။နောက်ရခိုင်ဘက်မှာလည်း AA ကပုပ္ပလင်လေးပြောရင်တပြည်နယ်လုံးကိုသူစိုးမိုးထားနိုင်ဘူး။စိုးမိုးထားတဲ့အချိန်မှာစစ်သားကစီရဲတတိရှိတယ်။စီရဲတတိနဲ့ကကိုနာဘယ်သူမှအကတ်ခံလာလို့မရဘူး။ဒီကြားထဲမှာမှလိန်ကြတယ်ညာကြတယ်ဘလို့လိန်ကြလဲညာကြလဲဆိုတော့ဘူးတိတော်မောင်းတော့တိုက်ပွဲဖြစ်တယ်။ RSO က ိုကိုလင်းဆိုတဲ့ဗိုလ်ချုပ်ပေါ့ဒါမှမဟုတ် RS ကိုခေါင်းဆောင်မှပြောတယ်ဟုတ်တယ်စစ်တပ်ကတယောက်မှမရှိတော့ဘူးဘူးသေးတော်မှောင်တော့မှစစ်တပ်ကတခုမှမရှိတော့ဘူးဒါပေမဲ့ကျွန်တော်တို့ RS ဆိုကရခိုင်အေအေကိုတွားပစ်တယ်ကျွန်တော်တို့ RS ဆိုကခုခံတယ်ဒါပေမဲ့ဒီကနေဒါကကိုအောင်တင်တို့ဒီလိုလူတွေကြတော့ဘာဖြစ်လဲဆိုတော့ RS ဆိုကပစ်လို့ရတယ်အေအေကနေပေးရမယ်သူကဒီလိုမျိုးတွေနဲ့တွားကြတာဘူးဒီခါကျတော့ပြဿနာတွေကပိုးပို့ပြီးတော့ကြီးလာ တော်ကြကြလို့ရှိရင်ပတိဖြစ်သွားတာကြော်ကြကြလို့ရှိရင်မော်စလင်ဖြစ်သွားတာဘာမှမသိတဲ့ကောင်တွေကဝင်ပြီးတော့ရှုပ်နေတာအဲ့လိုရှုပ်တဲ့အခါကျတော့အလိုလိုနေင်းနဲ့အေးအေးဆေးဆေးနေတဲ့ရိုဟင်ဂျာပြည်သူတွေကအလိုလိုနေင်းနဲ့ကိုယ်သိမ့်မိတ်ကိုကိုယ်ကင်ထားရတယ်လို့ဖြစ်နေမသိငါမှုတွေနဲ့ဖြစ်ကုန်တာပေါ့တော်လန်ရဲ့သဘောတော့သဘာဝကိုတည်တည်ချာချာသိဖို့လိုတယ် ဒေါ်လာရဲ့သဘောတဘာဝဒီနိုင်ငံရဲ့အခြေအနေကိုတည်တည်ချာချာသိဖို့လိုတယ်ခမရတို့ကခမရတို့နိုင်ငံရချားမှာရိုဟင်ဂျာလွတ်လပ်ရေးဒို့ရေးဒို့ရေးအောနေတာအဲ့ဒါဘာမှပြဿနာမရှိဘူးခမရတို့နိုင်ငံရချားမှာဘယ်သူမှလည်းဒုက္ခမပေးဘူးလက်ခုပ်တော်မှာအကုန်ဝိုင်းကြည့်ပေးမယ်ဟုတ်တယ်ဟေးဟုတ်တယ်ဟေးဒါပေမဲ့တကယ်မြေပြင်မှာအဲ့လိုအနေထားမဟုတ်ဘူးတကယ်မြေပြင်မှာအဲ့ဒီလိုအနေအထားမဟုတ်ဘူးအဲ့လိုမဟုတ်တဲ့အခါမှာခမရတို့ကြောင့်အလိုလိုနေရင်းနဲ့ရိုဟင်ဂျာပြည်သူတွေကအထင်လွဲခံရတယ်ရိုဟင်ဂျာပြည်သူတွေက ဒဇာကံဖြစ်တယ်ခမားတို့ကအဲ့ဒီဒဇာကံဖြစ်တဲ့လူတွေကိုပြပြီးတော့ခမားတို့ကနာမည်ထပ်ယူအောင်မယ်ခမားတို့ကလှုပ်ရှားအောင်မယ်ခမားတို့ကပြတ်ဟုတ်ဘယ်လိုပြောမလဲဆိုတော့တခြားအဖွဲ့စီကိုအပြစ်ရှာအောင်ငကိုတဲကလက်နက်ကင်အဖွဲ့တွေလှုပ်လာပြီးဟေးဆိုလို့ရှိရင်လက်နက်ကလေးရှိလာပြီးဟေးဆိုလို့ရှိရင်လူတွေရဲ့စိတ်ထဲမှာကဘယ်လိုပြောမလဲဆိုတော့တက်ကြွလာတာအဲ့ဒါစစ်တပ်မှမဟုတ်ဘူးတပုံလဲဒီအတိုင်းပဲကိုကိုကိုယုံကြည်တယ်ပြောမလားကိုကိုကိုဘယ်လိုပြောမလဲဆရာကြီးထင်တယ်ပြောမလားလက်နက်ကင်အဖွဲ့စီတွေမှာဒါကြောင့်မလို့ ဒီတော်လန်ရဲ့ဖွဲ့အစည်းတွေမှာခေါင်းဆောင်တွေကအရေးကြီးတယ်ခေါင်းဆောင်တွေကတည်တည်ချာချာပြုတ်ပြင်းထိမ့်သိမ့်ဖို့လိုတယ်တသွေးတမန်တမိန်ဖြစ်ဖို့လိုတယ်ဆိုတာခဏတို့ပြောအခုဥပမာပေးမယ်ဆို BBL ပေါ့ BBL မှာဆိုလို့ရှိရင်အညီအဟောက်အတန်းနေပြဿနာတက်တဲ့အတန်းနေတည်တည်ချာချာမကြအောင်ဆိုတာတက်တက်တက်ကိုသူတည်တည်ချာချာတိဆောက်ထားတယ် BBL မှာလည်းအနေနဲ့များဆိုသလိုပြဿနာရှိမှာနော်ခဏတို့ထပ်ပြောအောင်မယ် BBL တိုင်းကောင်းတာမဟုတ် BBL မှာလည်းအနေနဲ့များဆိုသလိုပြဿနာရှိမှာနော်သို့တော့သူကပြဿနာကိုအနည်းဆုံးဖြစ်အောင်သူလှုပ်ထားနိုင် BPL မှာလည်းပြဿနာတွေအနေနဲ့အများရှိတာနော်လူထုနဲ့ဆန့်ကျင်ဆက်ဆံနေပြီးရဲဆိုလို့ရှိရင်ပြဿနာကဘယ်အဖွဲ့အစည်းမလို့မဆိုအနေနဲ့အများရှိတယ်သို့တော့အနေလုံးဖြစ်အောင်သူလုပ်ထားနိုင်တယ်ဒီလိုအခြေအနေတွေမှာတည်တည်ကြာကြာစဉ်းစားဖို့ကသတင်းဌာနတွေမရှိတော့ဘူးဆိုလို့ရှိရင်ဟိုဘက်ကလုံလုံဒီဘက်ကလုံလုံပြောမဲ့လူတွေဘာမှရှိတော့မလဲ သတင်းဌာနတွေအခုပြတ်သွားပြီ RFO RS RFA မရှိတော့ဘူး BOA မရှိတော့ဘူးဆိုဟိုဘက်ကလုံလုံဒီဘက်ကလုံလုံပြောမဲ့လူဘာမှရှိတော့မလဲတော့ဘာမှပြည်သူတွေငါတို့ဘာဆုံးရှုံးနေသလဲဘာမှပြည်သူတွေငါတို့ဘာတွေဒုက္ခရောက်နေလဲငါတို့ဘလောက်နစ်နာသွားပြီလဲဘာမှပြည်သူတွေတည်တည်ချာချာစဉ်းစားဖို့လိုတယ်ညတင်း မနိုင်ငံမှာရှိနေတဲ့ပြည်သူလူထုခင်ဗျားတို့ပြောတာခင်ဗျားတို့တည့်အချက်ခင်ဗျားတို့မှာဟာငါတို့ကဘယ်ဘာသာဝင်ဒီဘာသာဝင်ပြောပြီးတော့ခင်ဗျားတို့ကိုချင်းတရားကိုဘယ်လောက်တန်ဖိုးထားကြသလဲခင်ဗျားတို့တွေမနာလိုတဲ့စိတ်တွေခင်ဗျားတို့တွေတယောက်နဲ့တယောက်တိုက်ခိုက်ပြီးတော့မကောင်းကြံတဲ့စိတ်တွေမနာလိုတဲ့စိတ်တွေဒါမျိုးတွေခင်ဗျားတို့ဘယ်လိုတွေဖျောက်ကြမလဲအဲ့ဒီလိုမဖျောက်သေး၍အဲ့ဒီလိုကိုချင်းတရားတွေတန်ဖိုးမထားသေးသေးကတရားဥပဒေပေါ်မလာဘူးဆိုလို့ရှိရင်ခင်ဗျားတို့ဘယ်အစိုးရတက်တဲ့ဘယ်သူပဲတက်တဲ့ဘလို့မှအုပ်ချုပ်လို့မရဘူးဘလို့မှဒီနိုင်ငံကောင်းဖို့လည်းမရှိဘူးအဲ့တော့ကျွန်တော်ပြောတဲ့ဟာတွေအကုန်လုံးကိုခင်ဗျားတို့ယုံကြရလဲမလို့ ကျွန်တော်ပြောတဲ့ဟာနားထောင်ပြီးသွားရင်အာဒီကောင်ပြောတာဘလောက်ဟုတ်တယ်လဲဒီကောင်ပြောတာဘလောက်မဟုတ်ဘူးလဲခင်ဗျားတို့ကခင်ဗျားတို့ပြန်ပြီးတော့စဉ်းစားကြည့်ကျွန်တော်ကိုဆဲတာတွေမဆဲတာတွေကြိုက်တာတွေမကြိုက်တာတွေသေပါစေဆူတောင်းတာတွေရှင်ပါစေဆူတောင်းတာတွေအဲ့ဒါတွေကျွန်တော်ကယူဆတာမဟုတ်ဘူးကျွန်တော်လိုက်ပြောနေတာအခုဆိုလို့ရှိရင်အာ20လောက်ရှိနေပြီ Facebook ကတော့ကြကြရင်ဖြတ်တယ်တော့ကြကြရင်မဖြတ်ဘူးတော့ကြကြရင်ပိတ်တယ်တော့ကြကြရင်မပိတ်ဘူးခင်ဗျားတို့လိုပတ်စံလိုချင်လို့ monetization တွေလည်းလောက်ထားတဲ့အထက်မှာကျွန်တော်မပါဘူးတော့ခင်ဗျားတို့ကိုဘာသာကိုတည်တည်ချာချာပြန်ပြီးစဉ်းစားဖို့လိုတယ်ဥပမာအခုအာရဗီသတင်းဌာနပေါ့နော်ကျွန်တော် တိတိချာချာလိုက်ပြီးတော့အာရဖေသတင်းဌာနကလူတွေလွှင့်ထားတဲ့ကိစ္စတွေကျွန်တော်ပြန်ပြီးတော့ကြည့်တယ်အာရဖေတဲမှာကျွန်တော်ကြိုက်တဲ့လူရှိတယ်မကြိုက်တဲ့လူရှိတယ်ဒါကျွန်တော်အမှန်တိုင်းပြောတာကြိုက်တဲ့လူရှိတယ်မကြိုက်တဲ့လူရှိတယ်ဒါကျွန်တော်ပုံကိုရေးတယောက်ချင်းကိစ္စလေးကြိုက်ချင်းမကြိုက်ချင်းကျွန်တော်ကိစ္စနဲ့ဆိုင်ခင်ဗျားတို့ကလည်းကျွန်တော်ကိုကြိုက်ခွင့်ရှိတယ်မကြိုက်ခွင့်ရှိတယ်ခင်ဗျားတို့လူခွေကျွန်တော်အပြည့်ဝပေးတယ်အဲ့ဒါပြဿနာရှိဒါမှပြဿနာရှိတဲ့ကိစ္စကဘာလဲဆိုတော့အာရဖေမှာအခုပြောတယ်ဆရာကြီးဦးဝင်းဖေတို့ကျွန်တော်မှတ်မှတ်ရရရှိသေးတယ်အဲ့ဒီအချိန်ကျွန်တော်ဘန်ကောက်မှာနေတဲ့အချိန်အဘဦးတမောင်ဝင်းတို့လည်းရှိတယ်ဦးလွမ်းညီတို့တွေခစ်ပြိုင်ပေါ့ကိုင်းနေတဲ့အချိန်ဆရာကြီးဦးဝင်းဖေတို့အာရဖေဆက်လုပ်တဲ့အချိန် တက်ကရစ်2000ပတ်ဝန်းကျင်ပေါ်သူထိုင်းယူလာတဲ့အချိန်မှာဥလွမ်းနီတို့တွေသွားပြီးတော့ကြိုကြတာတွေဥလွမ်းနီတို့ကောင်းတယ်မကောင်းဘူးဆိုတာလေခင်ဗျားတို့တယောက်ချင်းနဲ့ပဲဆိုင်နေတော့ကျွန်တော်ဘာမှမပြောဘူးဥလွမ်းနီကျွန်တော်ပေါ်မှာကျေးဇူးရှိတယ်အဲ့တော့ဥလွမ်းနီတို့တွေသွားကြိုတဲ့အချိန်ဒီ RF မှာဘလောက်ကိုသူတို့ကြိုကြိုဆာဆာနဲ့သူတို့ဗမာပြည်ရဲ့သတင်းတွေလောက်ကြတယ်နော်မခန့်မာတို့ဆိုလို့ရှိရင်ဘလောက်အနစ်နာခံတယ်အဲ့ဒါတွေထားပေါ့ဒါပေမဲ့ RF မှာပြောသွားတာဥဝင်းဖေအကြောင်းလေးပါတယ်ဒေါ်ငိမ့်ရွှေတို့ပါတော့အဲ့လို BBC ကလူတွေပါတယ်သို့တော့ခင်ဗျားတို့တေချာသိဖို့လိုတယ်ကျွန်တော်နဲ့ခင်တဲ့ဥခင်မောင်စိုးအကြောင်းကြတခွမှမပြောဘူး ဘာဖြစ်လို့မပြောလဲသူတို့အကြောင်းနဲ့သူတို့ရှိလိမ့်မယ်တန်းလွင်ထုံးအကြောင်းကို VOA ကမပြောတော့ဘူးပဲကိုကမောင်ဆိုးအကြောင်းကိုအာရဗီယာမပြောဘူးလွမ်းလည်းမလွမ်းဘူးအာရဗီယာကိုကမောင်ဆိုးကိုလွမ်းလည်းမလွမ်းဘူးပြောလည်းမပြောဘူးချမ်းတမင်တတ်တတ်ချမ်းသာလာတော့မသိဘူးအမရေဆိုတဲ့နော်ဒေါအောင်ဆန်းစုကြည်ကိုချွတ်ချွတ်နိမ့်နိမ့်ပြစ်ပြစ်ချစ်ချစ်ဘယ်လိုပြောမလဲရင်ထဲအသေးတွေကနေချစ်ချစ်ကြီးကိုလည်းမရအောင်ကိုခေါ်တယ်လို့ပေါ့အမရေဆိုတဲ့ပရိုဂရမ်ဟုတ်အစီအစဉ်ဟာအာရဗီမှာအအောင်မြင်ဆုံး ါပေမဲ့အာရဗီမှာအအောင်မြင်ဆုံးလုပ်တဲ့ကိုခေမောင်ဆိုးအာရဗီကဝိုင်းတော်ဝိုင်းသားတွေကိုကျော်မင်းတွန်းတို့ကိုနေရင်ကျော်တို့တယောက်မှမလွန်ဘူးအဲ့ဒါအဲ့ဒါအရန်ထူးဆန်းတယ်ကျွန်တော်ပြောတာအာရဗီပြက်ချင်းမပြက်ချင်းနဲ့အာရဗီပြက်တဲ့အတွက်ကျွန်တော်ဆုံးရှုံးတဲ့ဟာကိုကျွန်တော်သိတယ်ဗမာပြည်သူကြီးဆုံးရှုံးတဲ့ဟာကိုသိတယ်သူသမီးစားလို့ပြောတာပေါ့အမကြီးဒီအမကြီးဆိုပြီးတော့ချွတ်ချွတ်နဲ့ပြပြကာကာနဲ့အာရဗီမှာအစီအစဉ်အအောင်မြင်ဆုံးအစီအစဉ်လုပ်သွားတဲ့ကိုခင်မောင်ဆိုးအချောင်းကြတော့အာရဗီက သတင်းသမားတွေရောတယောက်ပေါ့ပြောကြတော့အဲ့ဒါထူးဆန်းတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ပြည်သူလူထုငါတို့ဘာတွေဆုံရှုံသွားတာလဲငါတို့ဘလောက်နစ်နာသွားတာလဲဗမာလူမျိုးတွေအနေနဲ့ကလည်းဗမာအစီအစဉ်တွေပြတ်သွားတဲ့အတွက်ငါတို့ရဲ့ဗမာစကားတွေဗမာနိုင်ငံရေးသမားတွေရဲ့အာဘော်တွေဗမာနိုင်ငံရေးသမားတွေရဲ့အခြေအနေတွေဘလောက်နစ်နာဆုံရှုံမှုရှိသွားလဲဒီလိုမျိုးတွေစဉ်းစားတတ်ကြဖို့နော်အတွေးခေါ်တွေကျွန်တော်မြင့်တင်ပေးတာပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နဲ့ထပ်ပြီးတော့တွေ့ကြသေးတာပါ